မင်္ဂလာပါမျိုးတွေအားလုံး hype ဖြစ်နေကြတဲ့ Ghost of View ထေရတော့ပြီးခဲ့တဲ့လားထွက်သွားပြီပေါ့နော်ဆိုတော့မြန်မာ game streamer တွေဆိုလဲစော့ပြနေကြပြီပေါ့တချို့တွေဒီဗီဒီယိုအဆုံးမှာလဲကျွန်တော် Ghost of View တရဲ့ PS5 gameplay တချို့ထည့်ပေးထားတယ်ပေါ့နော်ဒီနေ့ကြည့်လို့ရအောင်လို့ဆိုတော့ Ghost of View တရဘယ်လို game မျိုးလဲပေါ့ Ghost of View တရ action adventure open world game ဖြစ်တယ်ပေါ့နော် story နဲ့စော့ရတဲ့ game မျိုးပေါ့သူ Samurai Dark Hope လို့ဒါအရှင်းဆုံးပြောမယ်ပေါ့ဗျာအဲ့တော့ Samurai ဝတ်စုံနေ Samurai armor တွေကြိုက်တဲ့လူမျိုးတွေပေါ့နော်နောက် ဆိုဝါစတက်စ်တွေပေါ့နော်ဒါခုတ်တဲ့ style တွေကြိုက်တဲ့သူတွေကတော့အရန်သဘောကျမယ့် game မျိုးပေါ့ဗျာဆိုတော့ကျွန်တော်လည်းတော်တော်ကြိုက်တယ်ပေါ့နော်။သူကအရင်တော့ထွက်ခဲ့တဲ့ Ghost of Tsushima ရဲ့ extension လို့ကျွန်တော်တို့ပြောမှာပေါ့နော်။ဒါပေမဲ့ Ghost of Tsushima ရဲ့နောက်ဆက်တွဲလာလို့ပြောရင်တော့မဟုတ်ဘူး။ဘာလို့လဲဆိုတော့သူကလုံးဝမတူညီတဲ့ဇာတ်အိမ်နဲ့လုံးဝမတူညီတဲ့ပုံစံနဲ့သူတင်ဆက်ထားတာဆိုတော့လေ Ghost of Tsushima ရဲ့နောက်ဆက်တွဲလို့ပြောလို့မရဘူး။ဒါပေမဲ့ Ghost of Tsushima ရဲ့ပုံစံအတိုင်းကိုပေါ့နော်။ ဂိုးဆော့ယူထေတွေမှာအကုန်တွေ့ရတယ်ပေါ့နော်ဆိုလုံးဝ ਈ ကွဲပြားနေတာမဟုတ်ဘူး Ghost of Tsushima style ပဲဒါပေမဲ့ပုံပြီးကောင်းလာတယ်ပေါ့ဗျာအဲ့လိုမျိုးပြောလို့ရတယ်ဆိုတော့ဒီ story ရဲ့ main character main ကလေးဖြစ်သွားတယ် Ghost of Tsushima ကတော့ယောက်ျားလေးပေါ့နော်ဆိုတော့ Asu လို့ခေါ်တဲ့ main ကလေးဖြစ်သွားတယ်တစားချီတဲ့ story line ဆိုတော့သူ့ရဲ့ story မှာလူဆို 6ယောက်ရှိရပေါ့နော် you day 6လို့ခေါ်တယ်လူစု6ယောက်ပေါ့နော်အဲ့ဒါကသူငငယ်တော့သူရဲ့မိဘတွေကိုသူတတ်သွားရတော့ light တတ်တာပေါ့နော်အဲ့လိုပုံစံမျိုး game မျိုးပေါ့ your day story က non linear progression ရှိရပေါ့နော်ဆိုလိုတာကဒီ your day 6ကိုဟို5ဖို့အတွက်ကို order နဲ့သွား fire ရတဲ့ဟာမျိုးမဟုတ်ဘူးကိုကြိုက်တဲ့လူကိုရွေးပြီး information တွေစုဖြည်းဖြည်းချင်းစီပေါ့နော်ဒီလိုမျိုးဆော့ရတဲ့ game မျိုးအဲ your day 6ဆရာကြိုက်တဲ့ your day ကိုသွားပြီးတော့တတ်လို့ရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီလိုဟာမျိုး ဖြစ်တယ်ပေါ့နော်ကိုဆာဆူရှိမာနဲ့မတူတာကြတော့တုံးတဲ့ weapons တွေမတူတော့ဘူးပေါ့နော်ဥမာအဲ့ weapons တွေအမျိုးမျိုးက enemy တွေအမျိုးမျိုးအတွက်တင့်တော်တဲ့ဟာမျိုးပေါ့ဥမာဒီ enemy ဆိုရင်ဒီ weapon နဲ့ fight တဲ့ဟာမျိုးပေါ့နော် weapon မျိုးမျိုးကို fight နေရင်လည်း choose လို့ရတယ်လှန်တို့ဘာလို့ကိုဆာဆူရှိမာမှာဆိုမပါဘူးပေါ့နော်ဒါပေမဲ့ကိုဆာယူသေးမှာပါလာတယ်ပေါ့ ဆိုတော့ဒီလိုဟာမျိုးပေါ့အဲ့ဒါတွေကိုလည်းတခုချင်းစီ upgrade လုပ်လို့ရတယ်ပေါ့ဗျာ Ghost of Tsushima ထက်တော့အများကြီးပိုကောင်းလာတယ်ပေါ့နော်ဒါပေမဲ့ Ghost of Yuthi ကလောလောဆယ်မှာတော့ PS5 exclusive ဖြစ်တယ်ပေါ့နော်ဆိုလိုတာ PS5 တခုထဲမှာပဲဆော့လို့ရတယ်ဂျန်တဲ့ platform တွေမှာဆော့လို့မရဘူးအဲ့တော့ကျွန်တော်တို့ PC မှာမျှော်လင့်လို့ရမလားပေါ့ဗျာ Screen Rare ဆိုတဲ့ website မှာတော့ Ghost of Yuthi က Ghost of Tsushima လိုပဲ PC version ထွက်လာမယ်ပေါ့နော်ဒါပေမဲ့နှစ်နှစ်လောက်တော့စောင့်ရလိမ့်မယ်လို့ သူတို့ကခံမှန်းကြရပေါ့နော်အဲဒါပေမဲ့လဲ Sony ကနောက်ပိုင်းမှာသူ့ရဲ့ platform ပေါ့နော်ဒီခုနကပဲ PlayStation platform exclusive game တွေကို PC ကိုမြန်မြန်လေးပို့ပြီးတော့ migrate လုပ်လာတယ်ဆိုတဲ့ပုံစံမျိုးလေးတွေလည်းတွေ့ရတယ်ဆိုပြီးတော့သူတို့ရေးထားတယ်ပေါ့နော်ဒီထက်ဒီထက်ပို့ပြီးတော့လည်းစောနိုင်တယ်ဆိုပြီးတော့ပြောကြတယ်ပေါ့ဗျာနောက် video game ဆိုတဲ့ website မှာကြတော့ youtube က pco လာမယ်ဒါပေမဲ့အ ਨੇ ဆုံးတော့နောက်တစ်နှစ်နှစ်နှစ်လောက်အတွင်းတော့မြင်ရပွဲမရှိဘူးပေါ့နော်ဒီလိုမျိုးလည်းတချို့တွေကပြောကြ radio time website မှာကတော့ဗာပြောထားလဲဆိုတော့လောလောဆယ်မှာ youtube ကိုမတွေ့ရသေးဘူးဒါပေမဲ့နောက်၄နှစ်လောက် ကြာတဲ့အချိန်2029 August မှာတော့ release လုပ်လောက်မယ်ဆိုပြီးတော့ပြောကြတယ်ပေါ့နော်ဆိုတော့ဒီလိုမျိုးအမျိုးမျိုး expectation လုပ်ကြတယ်ပေါ့နော် PC version ထွက်ဖို့အတွက်ကိုပေါ့အဲ့တော့ကျွန်တော်တို့ကညီကုန်းချုပ်ရမယ်ဆိုလို့ရှိရင်တော့ Ghost of Beauty က Ghost of Tsushima ရဲ့ extension game ဖြစ်တယ်ပေါ့နော် Ghost of Tsushima နဲ့လုံးဝကွဲထွက်တဲ့ gameplay ပုံစံမျိုးမဟုတ်ဘူးဒါပေမဲ့ Ghost of Tsushima လိုပဲပို့ပြီးတော့ကောင်းတဲ့ stance တွေနဲ့ဟို weapons တွေ အဲ့ဒါတွေလည်းပို့ပြီးတော့ကောင်းတဲ့ game play ပေါ့နော်ဒီလိုမျိုးဖြစ်တယ်ပေါ့ကိုစောဆူရှိမာရဲ့ play style အများစုကိုကိုစော YouTube မှာတွေ့ရမှာပဲပေါ့နော် PC ရမလားဆိုတော့ PC မှာလာမယ်ဒါပေမဲ့အ ਨੇ ဆုံးတော့နှစ်နှစ်ကနေပြီးတော့၄နှစ်လောက်အထိတော့ကျွန်တော်တို့မြင်ရအောင်မှာတော့မဟုတ်ဘူးပေါ့နော် PC platform ပေါ်မှာပေါ့ဒါပေမဲ့ emulator တွေနဲ့ဆော့မယ်ဆိုရင်တော့တမျိုးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့က emulator နဲ့အားမပေးပါဘူးဟို emulator နဲ့ဆော့တာကဟိုအရင်က retro gaming တွေလောက်ပဲကောင်းတယ်ပေါ့နော်ဆော့ခြင်းလည်းဆိုလို့ရှိရင်တော့ PS5 သာဝယ်ပြီးဆော့ပေါ့ဗျာကျွန်တော်ကတော့ PC လေးပဲဆော့မယ် Ghost of Yute ကိုဆော့နေရင်လည်းကျွန်တော်ကတော့ Ghost of Tsushima ကိုပဲဆက်ဆော့လိုက်အောင်ပဲပေါ့ဗျာကဲအဲ့တော့ကျွန်တော်တို့ Ghost of Yute ရဲ့ gameplay လေးကိုတစ်ချက်လောက်ကြည့်ကြကြအောင်လीအ

剣なんて言うやすいやしねが足らなきゃ もんも勝てやしねえ。 六人衆はお前を生かしちゃおうかね二本持ってもつっぱ倍にならねえぞ、うん、やめろやめろ降参だ死にたくなけりゃ答えななぜ斎藤兄弟は大立ちの達人を付け狙ってる何があった たった一人で乗り込んだんだマヌケ一人目 to Rainu. <laughs> Why do you always call me that? It means one who is easily lost in the hunt. ီဗီဒီယိုလေးတော့တော့ပါပဲအားလုံးကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုမျိုးကြိုက်တဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ channel လေးကို like နဲ့ subscribe လုပ်ပေးဖို့မေတ္တာရပ်ခံပါတယ်ဒါမှလည်းကျွန်တော်အများကြီးဆက်လုပ်နိုင်မှာပေါ့နော်